မင်္ဂလာပါအခုမြင်တွေ့နေရတော့ချမ်းပြည်နယ်အရှေ့ပိုင်းတရှိလေးမြို့ဟောင်လေးအထက်ကကြောင်မှာနေရာဒီအခမဲ့တင်နန်းဖြစ်တဲ့ကွန်ပျူတာတင်နန်းအင်္ဂလိပ်စကားပြောတင်နန်းနဲ့အင်္ဂလိပ် grammar တင်နန်းတို့ကိုစတင်တင်ကြားပေးမှုနဲ့ပတ်သက်ပြီးတော့ဖဲချိုပြက်ဖွင့်ပွဲအခမ်းအနားအဖြစ်ယနေ့မလ9ရက်နနေ9ရက်အချိန်ကကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်ဒါအရင်ဒီနေ့ဒီအလုံးစုံတဲ့ IDK เนาะတနည်းအားဖြင့်ကျွန်တော်ပညာဖြစ်ပါတယ်ကျွန်တော်ဖြစ်တာလည်း ပြောင်းလဲပြောင်းလဲနေတဲ့ဗယံစင်းရဲ့ကြည့်ကိုပြင်အောင်လုပ်နေတဲ့အာရကပေါင်းလေးကြောင်းလိုက်နော်ကြည့်ကျဆောင်ရွက်ခဲ့တဲ့ဇမကြီးဒိုဆက်တဲ့အိမ်နဲ့ပူညီပေါင်းပေးတဲ့ရှင်တို့ရဲ့ကြည်ဆယ်လို့များပေါင်းနဲ့မြတ်တဲ့အားလုံးတို့လည်းထားလိုက်ပေါ်တော့အတူပဲကျေးဇူးတင်ရှိပါတယ်အန်တီတဲ့ဆိုရင်အရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းဗယံစင်းကပြောင်းလဲပြောင်းလဲနေတာပဲ ခုပြုလုပ်တဲ့အခမ်းအနားမှာတက်ရောက်လာတဲ့ဌာနဆိုင်ရာအကြီးအကဲများကအဖွဲ့မှစကားနဲ့တင်နန်းပြုလုပ်ရခြင်းကိစ္စများကိုရှင်းလင်းပြောကြားခဲ့ကြပါတယ်။အဲလိုပြောကြားမှုများပြီးမှတော့ခုအခမ်းအနားကိုဖြစ်မြောက်အောင်ပါဝင်အားဖြင့်ကူညီခဲ့ကြတဲ့အလူချင်းများကိုဂုဏ်ပြုမှတ်တမ်းတော်များပေးအပ်ခဲ့ကြပါတယ်။ ဒီနေ့သင်ကြားနေတဲ့သင်တန်းကတော့ຫນွေရသည်အခမဲ့ကွန်ပျူတာနဲ့အင်္ဂလိပ်စာ speaking grammar သင်တန်းပဲဖြစ်ပါတယ်။သင်တန်းကာလကတော့9ရက်9ရက်3လ2014ကနေပြီးတော့9ရက်5လ2014အထိသင်တန်းကာလနှစ်လဖြစ်ပါတယ်။သင်ကြားမဲ့ရက်တွေကတော့တနင်္လာအင်္ဂါပုတ်ထူးကြတာပြီးတောက်ကြတပတ်မှ9ရက်မနေ့7နာရီကနေနနေ့10နာရီအထိတကြိမ်ညနေပိုင်းမှာတော့နေ့လယ်တနာရီကနေနေ့လယ်3နာရီ 3နာရီတိတစ်ချိန်2ချိန်တင် जा သွားမှာဖြစ်ပါတယ်ကွန်ပျူတာတင်နှန်းကတော့ကွန်ပျူတာအရေအတွက်အနည်းတဲ့အတွက်တင်နှန်းသား60ကျော်ကိုမနေ့တတုပ်ညနေတတုပ် session နှစ်ခုခွဲပြီးတော့တင်ပေးသွားမှာဖြစ်ပါတယ် grammar နဲ့ speaking သင်တန်းကတော့သင်တန်းသားဥယျာ120ရှိပြီးတော့ဟိုအကြီးတန်းနဲ့အငယ်တန်းဆိုပြီးတော့သင်တန်းကိုသင်တန်းခန့်မှနှစ်ခုခွဲပြီးတော့သင်ပေးမှဖြစ်ပါတယ်။ခုနှစ်တန်းရှစ်တန်းအထက်ကိုတော့တခန်းထားပြီးတော့၄တန်း၅တန်း၆တန်းကိုတော့တခန်းထားပါမယ်။ တင် जा ပြိမဲ့ဆရာတွေကတော့ဝင်တန်းကုန်တောင်တန်းသာသနာပြုဆရာတော်နဲ့ဝေလူဝန်ဆရာတော်တို့က grammar နဲ့ speaking ကိုသင်ကြားပေးမှဖြစ်ပြီး computer ကိုတော့ဆရာဦးဆိုင်နဲ့ဆရာဦးဇေယအေးတို့ကနေပြီးတော့မြစ်တာနဲ့အခမဲ့သင်ကြားပေးမှဖြစ်ပါတယ်ဆရာဆရာမဟောင်လိတ်ကအလေတန်းပြအထက်တန်းပြမူလတန်းပြဆရာဆရာမ၈ဦးကကုညီပံ့ပိုးပြီးတော့သင်ကြားပေးသွားမှဖြစ်ပါတယ် ွန်ပျူတာသင်တန်းမှာသင်တန်းသား60ကျော်ရှိပြီးတော့ကွန်ပျူတာကျောင်းပိုင်းကျောင်းကမိဘများလှူထားတဲ့ကွန်ပျူတာက၄လုံးရှိပါတယ်။ဆရာတော်ဝေလူဝန်ဆရာတော်က၄လုံးထပ်မံပံ့ပိုးထားတဲ့အတွက်ကွန်ပျူတာ၈လုံးရှိပါတယ်။တက်ရောက်လာတဲ့သင်တန်းသားကျောင်းသားမိဘတွေကသူတို့ရဲ့ laptop လေးတွေယူလာတော့အလုံးကွန်ပျူတာ73လုံးနဲ့သင်တန်းကိုစတင်ဖွင့်လှစ်ခြင်းဖြစ်ပါတယ်။ဒါကြောင့်ဖြစ်နိုင်မယ်ဆိုရင်တော့ကျွန်မအနေနဲ့ကွန်ပျူတာအလူရှင်လေးတွေအလူရှင်များရမယ်ဆိုရင်ကျွန်မဖိတ်ခေါ်ချင်ပါတယ်။ အခုမြင်တွေ့နေရတော့နွေရာသီအခမဲ့တင်နန်းပို့ချမှုအခွင့်ပွဲမှာစတဲ့တင်နန်းတက်ရောက်လာကြတဲ့ကလေးတငယ်များကိုအလူရှင်များကစစ်စီတမင်းကျွေးမွေးခြင်းနဲ့ရေကဲမုတ်များကျွေးမွေးခြင်းအဖြစ်အလူဒါနပြုလုပ်နေကြတာဖြစ်ပါတယ်ကျွန်တော်တရင်တင်ဆက်သူကိုစောင်းပါ